ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့ရက်မွတ်တက်12နာရီချိန်ထိနောက်ဆုံးရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီဒေါ်လာနေသစ်ပါလို့ပြည်သူပေါင်းနှုတ်ဆက်တာပါတယ်ခင်ဗျာဒီကနေ့မှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းရာတွေကတော့ဒိန်းသာရီတိုင်းမောတော်မြို့သိမ်းတိုက်ပွဲမှာမြို့မရက်စခန်းနဲ့လာဝကာဂိတ်တွေလုံခြုံရေးဂိတ်စခန်းတွေကိုဒေါ်လာရေးတက်တွေကသိမ်းယူပြီးတော့နေရာအများစုကိုထိန်းချုပ်ထားလိုက်ပါပြီခင်ဗျာအကြပ်ဖက်စစ်သားတွေတော့ထိုင်းဘက်ကိုထွက်ပြေးသွားကြတယ်လို့သိရပါတယ်ရန်ကုန်မန္တလေးမြန်လန်းက လေးကတရားစခန်တိုက်ခိုက်ခံရပြီးတော့စစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးသွားတယ်လို့ဆိုပါတယ်ခင်ဗျာအော်ဒိုဘာလာတွင်စစ်ရှုံးကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအကြိမ်250အကြောင်းပြည်သူ185ဦးသေဆုံးပြီး922ဦးဒဏ်ရာရသွားပါတယ်ခင်ဗျာဖခင်မှာတော့စစ်ရှုံးကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ကျောင်းဆရာမတအူးနဲ့လင်းနစ်အရွယ်မူဂျိုကလေးတအူးဒဏ်ရာရပြန်ပါတယ်လူသတ်မှုကျွလွန်သူ3ဦးကိုကိုကန့်တက် MNDA ကတေတံချမှတ်တယ်လို့သိရပါတယ်ခင်ဗျာ ဒီသတင်းတွေနဲ့ဒီထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုနားဆင်ရမှာပါခင်ဗျာပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တနင်္သာရီတိုင်းနင်းသာရီမြို့နယ်မောတောင်မြို့ပေါ်မှာစစ်ရှုံးကောက်စီတက်တဲ့ဒေါ်လာရင်တက်တွေကြားမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပြီးတဲ့နောက်မောတောင်မြို့ရဲစခန်းနဲ့လဝကလုံချွေးဂိတ်တွေကိုဒေါ်လာရင်တက်တွေကသိမ်းယူလိုက်ကြောင်းဒေါ်လာရင်သတင်းမြစ်တွေကပြောပါတယ်။နွေမလာ၁၀ရက်နေ့ဟာစပြီးတော့စစ်ရှုံးကောက်စီတက်ကမောတောင်မြို့နယ်ထိုင်းမြန်မာနယ်စပ်ကုံသွေးလမ်းကြောင်းကိုနေမြေဆိုးမှုပြန်လည်ရရှိဖို့အတွက်စစ်ကြောင်းထုတ်လာကြောင်း ဒါလိုမျိုးစစ်ကြောင်းထုတ်မှုအတွင်းမှာကဲနယ်လီဦးဆောင်တဲ့ဒေါ်လာရင်းတက်တင်တဲ့တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပြီးတဲ့နောက်မှာတော့မြို့ပေါ်ထိပါတိုက်ပွဲတွေကူးဆက်ခဲ့ကြတာပါနွေမာလာ၁၇ရက်နေ့နဲ့နွေမာလာ၁၂ရက်နေ့မှာတော့တွန်လိုင်းတက်တွေကမော်တော်မြို့ပေါ်မှာရှိတဲ့မြို့မရဲစခန်းလုံညိုရေးဂိတ်တွေလာဝကဂိတ်တွေကိုတိုက်ခိုက်ပြီးတော့သိမ်းပိုက်လိုက်နိုင်တာဖြစ်ပါတယ်။မော်တော်မြို့ပေါ်မှာတိုက်ပွဲတွေပြင်းထန်ဖြစ်ပွားပြီးတဲ့နောက်မြို့ပေါ်ကစစ်သားတချို့ကနေဆက်ကိုဆုတ်ခွာလာပြီးတော့ဒီကနေ့နွေမာလာ၁၄ရက်နေ့မနက်၃နာရီခန့်လောက်မှာစစ်သား၃၀နီးပါးဟာ ထိုင်းပတ်ချမ်းကိုခိုးလုံသွားကြတယ်လို့သိရပါတယ်။ထိုင်းစစ်တပ်ကမြန်မာစစ်သားတွေထံကနေလက်နက်20ကျော်ကိုသိမ်းယူလိုက်တာကိုဆက်ရှောင်တွေကတွေ့ရှိရမှာဓာတ်ပုံတွေရိုက်ကူးရာထိုင်းစစ်တပ်ကဓာတ်ပုံတွေဗီဒီယိုမှတ်တမ်းတွေကိုပြန်ပြီးတော့ဖျက်ခဲ့တယ်လို့လည်းသိရပါတယ်။လက်ရှိမှာထိုင်းမြန်မာနယ်စပ်ကိုမော်တော်မျိုးကပြည်သူ3000နီးပါးစစ်ဘေးရှောင်ရောက်ရှိနေပြီးစာနယ်ဇင်းကဆေးဝါးနဲ့အမိုးကားတွေလိုအပ်နေကြောင်းစစ်ဘေးရှောင်ပြည်သူတွေမှာတကြီးရွယ်ဦးတွေကလေးငယ်တွေကိုဝင်ဆောင်မိခင်တွေအများပြပါဝင်တယ်လို့လည်းသိရပါတယ်။ လက်တလောစစ်ရှုံးကောင်စီတပ်ကမောတောင်မြို့မကြစေဖို့အတွက်လေကြောင်းတိုက်ခိုက်မှုတွေကိုအရှိန်ဟုန်မြင့်နေပြီးမောတောင်မြို့ကိုလေရင်နဲ့ဘုံကျဲချနေကြောင်းဒါကြောင့်မောတောင်မြို့ပေါ်ကဇေပါဝင် ပြည်သူလူထုရဲ့နေအိမ်တွေမိလောင် ဆုံးရှုံးမှုတွေဖြစ်ပေါ်လျက်ရှိနေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်ခင်ဗျာနေပြည်တော်နေပြည်တော်ကတိုက်ပွဲသတင်းတွေနဲ့ဆက်ချင်ပါတယ်နေပြည်တော်တက်ကုန်းမြို့နယ်ရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်းအမှတ်239ကအကြမ်းဖက်စစ်ကောင်မရှင်ဂိတ်စခန်းဖြစ်တဲ့ လေးကတရားစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့တရမတ်ရှိရသုံးနေပြည်တော်တိုင်းစစ်ဌာနကသတင်းထုတ်ပြန်လာပါတယ်။နှွေမာ၁၇ရက်နေ့ည9:45မိနစ်ချိန်လောက်မှာလေးကတရားစခန်းအကြံပတ်စစ်ကော်မရှင်ဂိတ်ကိုနေပြည်တော်တပ်ကုန်း PDF တရင်အမှတ်၈၃ကရဲဘော်တွေကပျောက်ကြားဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲကြရင်ကတော့နိုင်ဝက်လောက်ရှိခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။အဲ့တိုက်ခိုက်မှုအတွင်းအကြံပတ်စစ်ကော်မရှင်တပ်ဘက်ကတပ်ဖွဲ့ဝင်2ဦးသေဆုံးပြီးတော့အရာရှိတအူထိခိုက်ဒဏ်ရာရရှိကစေယုံတင်ထားရကြောင်းနဲ့ ဒေါ်လာရေးတပ်ဖွဲ့ဘက်ကအထူးကမရှိနဲ့ပြန်ပြီးတော့စုတ်ခွာနိုင်ခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။တိုက်ခိုက်မှုကြောင့်အမြန်လန်းအနောက်ဘက်ချမ်းမှာရှိတဲ့ကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကဆစ်ကြောင်းထိုးနေလို့ကျေးရွာနေပြည်သူလူထုတွေအနေနဲ့စည်ရေးသတိရှိစွာနဲ့နေထိုင်သွားလာကြဖို့ကိုလည်းထုတ်ပြန်ကြမှာဆက်ပြီးတော့ဖော်ပြထားပါတယ်ခင်ဗျာ။မာလာတို့ရဲ့အကြမ်းဖက်ဆစ်ရှုံးကောင်စီတပ်ရဲ့ပြည်သူပေါ်သွေးစွန်းစေခဲ့တဲ့ကိန်းကနန်းတွေကတော့ဆက်လက်မြင့်တက်နေပြီး အော်တိုဘလတ်တွင်မှာတော့အာနာသိစုစုရဲ့လေကြောင်းတိုက်ခိုက်မှုအကျဉ်း250အထိကျူးလွန်တိုက်ခိုက်ခဲ့တယ်လို့မြန်မာညွေရေးဆိုရာ NUG လူခွေရေးဝန်ကြီးဌာနကပြောဆိုထားပါတယ်။ပြီးခဲ့တဲ့လအတွင်းစစ်ရှုံးကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအကျဉ်း250ကြောင်းပြည်သူတရား85ယောက်သေဆုံးခဲ့ကာဒဏ်ရာသူစုစုပေါင်း922ယောက်ရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။အဲဒီသေဆုံးသူတွေထဲမှာအသက်18နှစ်အောက်ကလေးငယ်38ယောက်ပါဝင်ခဲ့တယ်လို့လည်းဆိုပါတယ်။ ဒါပြင်ဂျမတ်စစ်ရှုံးကောင်စီတပ်ကအော်တိုဘားလတလာထဲမှာပဲအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုပေါင်း၁၁ကြိမ်ကျူးလွန်ခဲ့ပြီး၁၈နှစ်အောက်ကလေး၁၆ရောက်အပါအဝင်စုစုပေါင်း၁၁၆ရောက်သေဆုံးခဲ့ရပါတယ်။တလာတွင်လူခွေချိုးဖောက်မှုပေါင်း956မှုကိုစစ်တပ်ကပုံစံမျိုးစုံနဲ့ကျူးလွန်ခဲ့ပြီးဒလိုလိုရက်တွေပေါ်နိုင်ငံတကာကအရေးယူနိုင်မှုကျူးလွန်ခံရသူတွေရဲ့နေနာမှုအတွက်တရားမျှတမှုရရှိစေဖို့တပ်တွေအထောက်အထားအပြည့်စုံနဲ့စုဆောင်းထားတယ်လို့ NUG လူခွေဝန်ကြီးဌာနကထုတ်ပြန်လာပါတယ်ခင်ဗျာ။ ဒါပြင်အာနာသိစစ်ကော်မရှင်ဟာတွေ့ရုံရွေးကောက်ပွဲလုပ်ဖို့ကျင်းပနေရတဲ့အမျှတစ်ဖက်မှာလည်းပြည်သူလူထုကိုအကြောက်တရားရိုက်သွင်းဖို့ဖမ်းဆီးထောင်ချတာတွေဇက်တိုက်တုံးမြင့်ပြီးတော့လှုပ်ဆောင်နေတာဖြစ်ပါတယ်ခင်ဗျာဒီနေ့အတွက်ထူးထင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ပြည်သူချစ်တဲ့ပြည်သူ့ဘက်မှာယက်တည်တဲ့မတရားမှုကိုပြက်ပြက်သားသားစန့်ကျင်ခဲ့တဲ့အမှုပညာရှင်တဦးဖြစ်သူဖြူဖြူကျော်သိန်းရဲ့ပြောဆိုချက်မိန်ကွန်းစကားကောက်နှုတ်ချက်ကိုဖော်ပြကြပါမယ်ရေးချက်မှုဆိုတာလူတိုင်းမှာရှိခဲ့ပါတယ် ဘသူဖိနှိပ်မှုမှမခံချင်လို့ဘာကိုမှမကြောက်ချင်လို့အမှန်နဲ့အမှားမှာအမှန်တရားကိုပဲရွေးချယ်ပေးသွားခဲ့ကြတဲ့ကိုအမှုပညာရှင်တွေကိုပဲပို့လို့ဝိညာဉ်အားပေးကြုံပေါ့ဆိုတဲ့ caption လေးနဲ့ဖော်ပြလာတာပါအဲ့တော့ဖြူဖြူက Model United Nation လူငယ်ညီလာခံမှာပြောခဲ့တဲ့မိန့်ခွန်းတွေကနေပြီးတော့3မိနစ်စာ4မိနစ်ဝန်းကျင်ကိုအလင်းတင့်တယ်လို့ဘာသာပြန်ဆိုပြီးတော့တင်ဆက်ပေးလာတာဖြစ်ပါတယ်ကျွန်တော်တို့ကြည့်ရှုနားဆင်ကြည့်အောင်ပါခင်ဗျာ You might be wondering if it's really possible to imprison an artist for publishing a song on a social media in 21st century, right? Yeah, it is possible in Myanmar. I had two choices. One is to apologize to the hunter, a peace with them, make a deal, not to involve in the politics again, and shut my mouth, pretend that nothing has ever happened in Myanmar continue my career as a megastar, and let them use my image for the normalization propaganda to the world that everything is fine in Myanmar. Otherwise, I would get arrested and go to the notorious prisons of Myanmar. Another choice is to leave my successful career, my comfortable life, my wealth, my family, my home, my fans, everything I built and cherished for 20 years to become a fugitive and end up in a third country like a nobody. I chose the second option because I couldn't shake the bloody hands of the hunter who have killed and tortured thousands of my fans and my fellow citizens. Then I hid in Thailand for a few more months until I received protection from France. But not everyone was that fortunate. Some of my fellow resistant artists got arrested, some imprisoned, and one famous musician got killed in the frontiers. And one famous hip hop artist, who is also the member of the parliament, got a capital punishment and he got executed in prison. That execution was the first in 30 years of our history. And the Hunter is preparing an election at the end of this year, which is nothing but a political trap to legitimize the atrocities and the crimes against humanity they committed over the past four years. As an exile resistant artist, I toured around the world since the end of 2024, singing fundraising charity concerts in London, Seoul, Sydney, Melbourne, and Tokyo to support the displaced people in war torn areas to unite Myanmar diaspora and to increase the awareness of our forgotten war in the international scene. As a result of that, four months ago, the hunter revoked my citizenship. But that's not going to stop me. I will continue my fighting. I will continue to speak out the truth to raise awareness of our forgotten country and our forgotten war. I will continue to do whatever I can. Your presence, especially that of young people here, encourages us, and your attention ensures us that we are seen, we are heard, we are recognized, and that we are not forgotten. and I hope one day the peace and justice would return to my country. Thank you very much. Have a good နောက်ထပ်သတင်းတပုတ်အနေနဲ့ခမရ429တရင်ကစစ်မှုထမ်းတပ်သားတအူးလက်နက်ခဲယမ်းတွေယူဆောင်ပြီးတော့နေပြည်တော်ပကဖထံကိုထွက်ပြေးခိုလုံလာတယ်လို့သိရပါဗါတယ်သတင်းပြည်စုံကိုကြည့်အောင်ပါ မကွေးတိုင်းမကွေးမြို့ပေါ်ကနေပေါ်တာဆွဲဖမ်းဆီးခံရပြီးဓမ္မဆုခြေစားခမရ429တန်ရင်မှာတာဝန်ကျနေတဲ့စစ်မှုထမ်းတပ်သားတယောက်စစ်ကြောင်းကနေလက်နက်ခဲယမ်းတွေယူပြီးတော့အလင်းဝင်ရောက်လာကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့နေပြီးတော့တာဝန်ရှိသူကပြောပါတယ်ခင်ဗျာပြီးခဲ့တဲ့နိုဝင်ဘာ9ရက်နေ့ကဓမ္မဆုခြေစားခမရ429တန်ရင်မှာတာဝန်ကျနေတဲ့စစ်မှုထမ်းတပ်သားစိုးထက်ကျော်ဟာပင်လောင်းမြို့မှာရှိတဲ့ရှင်းန်းစခန်းတစ်ခုကိုတွားရောက်နေချိန်နေပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့ချိတ်ဆက်ပြီးတော့အလင်းဝင်ရောက်လာခဲ့တာပါ တသားဆိုထက်ကျော်ကိုနေပြည်တော်ပြည်သူ့ကာကွယ်ရေးတိုက်ခိုက်ရေးအဖွဲ့ကတွားရောက်ခေါ်ထုတ်ခဲ့ရတာဖြစ်ပြီးဆိုထက်ကျော်နဲ့အတူလက်နက်ခဲယမ်းတချို့လည်းပါဝင်ခဲ့ပါတယ်။မကွေးမြို့ပေါ်ကိုဖုံးသွားဝယ်ပြီးအပြန်မှာသူ့ကိုစစ်တပ်ကကားပေါ်အတင်းဆွဲတင်သွားတယ်။အဲ့ဒီကမကွေးစစ်ဆောင်ရေးဌာနကိုပို့လိုက်တာပါ။အခုအလင်းဝင်ကျင်တော့ကျွန်တော်တို့နေပြည်တော်တိုင်းပကဖတိုက်ခိုက်ရေးအဖွဲ့ကတွားပြီးတော့ခေါ်ထုတ်ခဲ့တာပါလို့ပြည်သူ့ကာကွယ်ရေးအဖွဲ့နေပြည်တော်တာဝန်ရှိသူကရှင်းပြပါတယ်။တသားဆိုထက်ကျော်နဲ့အတူ drone gun တစ်လက်60မမဘုံးသီးနှလုံး MA11 ကြီးပေါင်းနှစ်ပေါက် 5.56G 50တောင်းဆက်သွေးစကားပြောဆက်နှလုံးလို့ပါဝင်ခဲ့ပြီးကောင်းကောင်းမွန်မွန်နဲ့ထိမ့်သိမ်းဆောင်လျှောက်ကစူချင်းငွေပြည့်ရသွားဖို့ရှိတယ်လို့လည်းသိရပါတယ်ခင်ဗျာသူကတော့အားမဆူဆုံးခံရတဲ့အချိန်ကလေးကတော်လိုင်းတက်တေစီခလုံးဖို့ဆန္ဒရှိခဲ့တယ်အဲ့ကလေးကချိတ်ဆက်ဖို့ကြိုးစားခဲ့တယ်ကျွန်တော်တို့စီရောက်လာပြီဆိုတော့သူကပြည်သူနဲ့အတူရက်တည်မယ်ကျွန်တော်တို့ပြည့်ရတဲ့တာဝန်တွေကိုကြားရကနေထမ်းမယ်လို့ပြောပါတယ်ဆိုပြီးပြည်သူကဝေးဖွဲ့နေပြီးတော့တာဝန်ရှိသူကအလင်းဝင်လာတဲ့သူနဲ့ပတ်သက်ပြီးရှင်းပြပါတယ်တသားဆိုတဲ့ကြော်ပါဝင်လက်ရှိမှာနေပြီးတော့ပြည်သူ့ကဝေးအဖွဲ့စီဘက်ပြောင်းခလုံလာတဲ့ စစ်ကော်မရှင်တပ်သား၉ယောက်ရှိပြီလို့သိရပါပါတယ်ခင်ဗျာ။ပါစစ်ချုံးကောက်စီတပ်ကနေ့စဉ်လိုလိုလက်နက်ကြီးနဲ့ဒရုန်းကိုအသုံးပြုပြီးတော့ဗုံးကျဲတိုက်ခိုက်နေတာကြောင့်ဒေသခံထိခိုက်သေဆုံးမှုတွေကလည်းနေ့စဉ်ရှိနေပြီးလက်ရှိမှာတော့စစ်ချုံးကောက်စီတပ်နဲ့ KNY ပူးပေါင်းတပ်တွေကြားစီးရဲတင်းမှနေဆက်ဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာ။ တဲ့ MDA ထိန်းချုပ်ထားတဲ့ရှမ်းမြောက်မူဆယ်မြို့နယ်မွန်ဂိုမြို့မှာလူသက်မှုကျူးလွန်ခဲ့တဲ့ရာဇဝတ်သား၃ဦးကို MDA ကလူမြင်ကွင်းရှင်မှာပဲတည်တံချမှတ်ခဲ့ကြောင်းဒေသခံအမျိုးသမီးတဦးရဲ့ပြောပြချက်အရသိရပါတယ်။မွန်ဂိုမြို့ရဲ့အားကစားကွင်းမှာရာဇဝတ်သား၅ဦးထဲက၃ဦးကိုနိုဝင်ဘာလ၁၇ရက်မနက်၈နာရီဝန်းကျင်မှာပဲတည်တံပေးခဲ့ပြီးကျန်၂ဦးကိုတော့ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ဒေသခံအမျိုးသမီးတဦးပြောပြတာကလူတွေကုံသွားကြည့်လို့ရတယ်သူတို့ခဏလေးပဲဖတ်ပြပြီးတော့၃ယောက်ကိုတတ်လိုက်တယ်တတ်တဲ့အချိန်တော့မမြင်ရဘူးတနက်တန်တော့ကြားတယ်လို့သူကရှင်းပြပါတယ်။ ထောင်နှံချမှတ်ခံရသူမျိုးသားနှစ်ဦးထဲမှာတဦးကတော့ထောင်နှံ၁၄နှစ်ကျန်တဦးကတော့၁၀နှစ်ချမှတ်ခဲ့တယ်လို့ဆိုပါတယ်အလားတူပြီးခဲ့တဲ့စက်တင်ဘာ၂၆ကလည်းခုံးမှုလူရမှုလူသတ်မှုမရိမှုကျူးလွန်သူမျိုးသား9ဦးကိုသူတို့ထိန်းချုပ်ထားတဲ့ရှမ်းမြောက်တိန်ညီမျိုးကလူမြင်ကွင်းရှိမှာပဲ MDA ကတင်နံပေးခဲ့ပါတယ်ခင်ဗျာဒီကနေ့နိုဝင်ဘာလ၁၄ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းတွေကိုပြောပြတင်ဆက်ပေးချင်ပါတယ်ဘင်္ဂလားပင်လယ်အော်ချင်းဒီမှာကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိန်အသင့်တင့်ဖြစ်ထွန်းနိုင်ပါတယ် ပြလဲပြင်းချင်းနေတွေကတော့ဒနင်းသာရီကန်ယိုတန်းမြဝကျုံးမော်ဒေတာတွေနဲ့မုဒ္ဓမကွေဘက်မှာအရှိတ်၈တောင်ဘက်ကလေကတနအီကို9မိုင်ကနေ10မိုင်လောက်ထိတိုက်ခတ်ပြီးလိုင်းတင့်နေရှိနေပါတယ်ခင်ဗျာရခိုင်ကန်ယိုတန်းမှာအနောက်နောက်မြောက်ဘက်မှာလေကတနအီကို9မိုင်ကနေ10မိုင်လောက်ထိတိုက်ခတ်နိုင်ပြီးလိုင်းတင့်နေရှိနေပါတယ်မိုးရွာသွန်းမဲ့ချင်းနေတွေကတော့ဂရင်းပီနယ်၊ကရင်ပီနယ်၊မွန်ပီနယ်နဲ့တနင်္လာရီတိုင်းတို့မှာနေရာစိတ်စိတ်ကနေနေရာနှံ့ပြမုတ်ထချုံရွာပြီးကြံသေးတာတွေမှာတော့အများအပြားဖြစ်တာရနိုင်ပါတယ်။ AR တိုင်းနဲ့မကွေးတိုင်းတို့မှာတော့စိုက်စင်း လေပြင်းအန္တရာယ်ကိုသတိပြုသင့်ပါတယ်ခင်ဗျာမြို့အခြေအနေကတော့သခိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမြူထူတွေကျဆင်းနေပါတယ်ခင်ဗျာဒါကတော့ဒီကနေ့မွန်တဲ့12နာရီချိန်ထိနောက်ဆုံးတွေ့ရတဲ့သတင်းပြဆင်ကြောင်းရတွေကိုကျွန်တော်ဝေယံကစူးစိပြီးတော့တင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှဖျားချမ်းသာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအမြဲဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းပြဆင်ကြောင်းရတွေနဲ့တူကျွန်တော်တို့ညခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ ဒီကျွန်တော်တို့အရသာအစိုးရကိုမဲပေးခွင့်ရတဲ့ကာလတွေရှိတယ်ပေါ့နော်အဲ့ကာလတွေမှာဆိုလို့ရှိရင်လည်းပြည်သူလူထုကဘယ်ဟာကိုရွေးချယ်ရမလဲဘယ်ဟာနိုင်ငံရဲ့ပန်းတိုင်ရဲ့ကျွန်တော်တို့ပေမူဝါဒတွေကကျွန်တော်တို့ရွေးချယ်တင်တာလဲဆိုတော့ရှင်းရှင်းလေးနားလေနော်ဆိုတော့အခုဆိုလဲဒီလိုပါပဲသူတို့အနေနဲ့ကတော့ဟိုစ조사နေကြတယ်အာစ조사တယ်ပေါ့အဓိကတော့ဒီအတွေးအခေါ်နော်ဒီအတွေးအခေါ်ပြောင်းလဲဖို့အတွက်သူတို့조사တာတွေကတော့ရှိပါတယ်အာတကယ်တကယ်ကတော့ဟိုသူတို့တွေဘက်ကနေပြီးတော့မှ တော်လို့မဟုတ်ဘူးအဓိကတော့ဘာလဲဆိုတော့သူတို့ကဒီလူတွေရဲ့အကျိုးစီးပွားဒီဟာကိုသူတို့ကနားလေတာပေါ့နော်နားလေတယ်ဥပမာဆိုပါဆိုဟာဟိုဖုံးကြီးတွေဆိုပါဆိုဖုံးကြီးဖုံးကြီးတွေဆိုလို့ရှိရင်လေသူတို့ရဲ့ဘာသာရေးအရာသူတို့ရဲ့ပုံရေးကြမှာသူလက်ရှိအနေထားတွေရုပ်ရော့သွားမှာဆိုရင်လေဒါဆိုလို့ရှိရင်သူတို့ကဥပပေါင်းပြီးတော့ဆောင်ရွက်လိုက်တယ်ဆောင်ရွက်လိုက်တဲ့အခါကျတော့ဒီသူတို့မှရှိတဲ့ knowledge တွေရဲ့ အားကိုရတယ်ဗောနော်အဲ့တော့ဖုံးဖုံးကြီးနေရာသူတို့ကဒီစစ်တပ်တို့အလုံးလုံးပေးရတဲ့သူတွေဖြစ်မှန်းမသိဖြစ်လာဗောနော်ဆိုတော့ဖုံးကြီးနေရာတော့အခုလိုဝါရပြန်စကားတွေတိုက်ရိုက်အာပြောရတာမျိုးမရှိဘူးဆိုတော့အခုဒီတရုတ်ဆောင်တွေဗောနော်အတရုတ်ဆောင်တွေကကြတော့သူတို့နေနေကလိုလိုလိုက်ကျွန်တော်တို့ပြောရတာဗောနော်တကယ်တကယ်မှဆိုလို့ရှိရင်တော့သူတို့ဒီရှောင်လို့ရတဲ့နီလန်းတွေအများကြီးရှိပါတယ်ဟိုဥပမာပြကျွန်တော်တို့ကပြည်တွင်းမှာနေတယ်ဗောနော်ပြည်တွင်းမှာနေတယ်ကိုကသာဒီအမှုပညာအလုပ်ကိုဆက်မလုပ်ဘူးဆိုလို့ရှိရင် တို့ဘာမှဆွဲထည့်လို့မရဘူးပေါ့ဒါပေမဲ့ပြဿနာပါလဲဆိုဒီအမှုပညာရှင်တွေပေါ့နော်ဟိုတေးဥဆောင်နေမှာကသူတို့ဆက်ပြီးတော့အောင်မြင်ခြင်းတယ်ဆက်ပြီးတော့ဒီဝင်ငွေထက်ပြီးတော့ရခြင်းတယ်အဲ့ဒါကသူတို့ရဲ့ပြဿနာဖြစ်နေတာဆိုတဲ့အခါကျတော့သူတို့ဟာဟိုအစာပိုင်းမှာဆိုလို့ရှိရင်ဒီဆန္ဒတွေသူတို့ကိုယ်တိုင်ပြခဲ့ကြတာကပြည်သူလူထုကိုလည်းသူလှုပ်ဆော်ခဲ့တယ်ပြီးတော့ကျွန်တော်ထင်ပါတယ်သူတို့ဟာလွန်ခဲ့တဲ့9နှစ်ကသူတို့ကိုယ်တိုင်ဒီစစ်တပ်ကိုလုံးဝဟိုမကြိုက်ခဲ့တဲ့သူတွေဖြစ်ကိုဖြစ်နေလိမ့်မယ်အခုတိလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်သူတို့ရဲ့အတွင်းစိတ်ထဲမှာရှိကောင်းရှိနေလိမ့်မယ် ပြီးရင်ဒီလောက်ရတရားမတရားဆိုလို့သူနားလေလေဒါပေမဲ့သူတို့ကိုဟိုနာအနိုင်ယူသွားတာပေါ့နော်သူတို့အနိုင်ယူသွားတာသူတို့ရဲ့အောင်မြင်ခြင်းနဲ့စိတ်အသူတို့ရဲ့အောင်မြင်ခြင်းနဲ့စိတ်ဆက်ပြီးတော့ဒီလမ်းပေါ်မှာဆက်လျှောက်ခြင်းတဲ့အခါကျတော့သူတို့ကဒီဒီအမှုပညာလှုပ်ရှားမှုတွေဆက်ပြီးတော့လှုပ်တယ်ဆိုတော့အဲ့လိုလှုပ်တာကတကယ်တမ်းပြောရင်တော့ထောင်ချောက်ထောင်ချောက်ဖြစ်သွားတယ်ခင်ဗျာဆိုတော့ထောင်ချောက်ဖြစ်သွားတယ်ပေါ့နော်သူတို့အနေနဲ့ဒီအမှုပညာလုပ်ငန်းတွေကိုဆက်လုပ်ဖို့နောက်ဒီ academy ဒီပွဲတွေမှာတက်ဖို့ဆက်သဖြစ်ပေါ့နော်ဒါတွေကိုဆက်လုပ်နေသေးဆိုရင်ဒီစစ်တက်ကတစ်ချိန်မဟုတ်တစ်ချိန်မှာသူတို့ကို လာပြီးတော့ဒီဆေးရုံမှာပဲဒါမှမဟုတ်လို့ရှိလို့ရှိရင်လည်းကန်လန်းမှာပဲအဲ့တော့အဲ့လိုကန်လန်းတဲ့အခါမှာလက်မခံဘူးဆိုလို့ရှိရင်စစ်တပ်မှာဟိုဘယ်လိုပဲတွေးမလဲဆိုရင်ဒီလူကဒါတော်လန်ကြီးကိုအားပေးတာလားဆိုတဲ့အမြင်ဖြစ်သွားမယ်ကျွန်တော်အဲ့လိုမျိုးအဖြစ်မခံနိုင်တဲ့အခါကျတော့တို့လာကန်လန်းပြီးတို့ကဒီလုပ်ကိုလုပ်တယ်ပေါ့နော်အဲ့တော့လုပ်တဲ့အခါမှာလည်းဟိုအခုတွေ့တာကတော့အဲ့ဒီအဆင့်ထပ်ပို့တယ်လို့တော့ကျွန်တော်တွေ့တယ်ဘာဖြစ်လို့လဲဆိုတော့ဟိုတရုတ်ဆောင်တာပဲဗျာနော်ဟိုပုံမှန် တရုတ်ဆောင်နေလေရတာပေါ့အခုကျတော့အဲ့လိုမျိုးမဟုတ်ဘူးတို့တို့ရဲ့တရုတ်ဆောင်နေအဲ့ဒီအရေးအသွေးကိုပဲထည့်ထားတဲ့ပုံစံမျိုးပေါ့နော်လိုလိုလလိုက်နေဟိုထည့်ထည့်ထားရတယ်ဆိုတော့တို့အနေနဲ့ဆိုရင်ဒါဟိုရှက်တင်တဲ့ကိစ္စတွေပေါ့နော်ရှက်တင်တဲ့ကိစ္စဖြစ်ပါအဲ့တော့ဟိုကျွန်တော်ပြန်ချောက်ရလို့ရှိလို့ရှင်တော့စစ်တပ်ကတော့တောက်လျှောက်ပေါ့နော်ဒီဒီအသွေးခေါ်ပိုင်းမှာပြောင်းလဲဖို့အတွက်သူတို့စူးစမ်းနေအောင်မှန်နေဒါပေမဲ့သူတို့မှာပင်ကိုအရေးအသွေးအရေးချင်းတွေကြောက် မဟုတ်ဘူးအခုကဘာဖြစ်လဲဆိုရင်တို့ဒီကျွန်တော်ဥပမာရှိကျွန်တော်နိုင်ငံသားအချင်းချင်းပဲပေါ့ကွာကျွန်တော်နိုင်ငံသားအချင်းချင်းမှာမှခုနကလို့ကိုယ့်ရဲ့အကျိုးစီးပွားကိုယ့်ရဲ့ထင်ပေါ်လို့မှုဒီဟာတွေကိုအတော်မတက်နိုင်တဲ့သူတွေကိုအတုံးချပြီးတော့တို့ကသူတို့ရဲ့ဒီလုံရက်တွေကိုတို့ကပို့ပြီးတော့မြင့်တင်နိုင်နေတာဖြစ်ပါတယ်ခင်ဗျ

ာဒီမေတ္တာကွန်ထွန်းလေးလာ

contrôler. Mm -hmm.